ကောင်လေးရသူကအတကြီးရပေါ့ချစ်ရေးမှာလို့အတကြီးပြီးတော့သူချစ်တဲ့သူကိုဘသူမှမရစေချင်သူ့နာမှာပဲထားစေချင်တာလို့အတ္တမဏီတုံးတာကြိုက်တာတော့မဟုတ်ဘူးကျွန်တော်ရဲ့ deck site တဲမှာလည်းအဲ့လိုစိတ်လေးရှိမယ်ထင်လို့ဟုတ်ကဲ့နော်မမမြန်သူမမမြန်အာကဲပြန်မလိုက်တိုင်းပဲလားอืมเดี๋ยวเดี๋ยวเลยนะ အေးလို့ခေါ်လိုက်ကြမိုင်းဆိုတာအေးသားတဲ့အဲ့လိုမျိုးလေးအဲ့နဲ့သူနဲ့အဲ့လို chemistry မိမိလေးချိတ်မိွားပေါ့ချိတ်မိရဲ့အချိန်မှာလေတော်တော်လေးလည်းအဲ့လိုမူရခဲ့တယ်ပေါ့နော်အဲ့လိုပြောပြလိုက်မယ်လို့မထင်တော့လေအဲ့လိုမျိုးလေးပြောပြရဲ့အချိန်မှာလေတကယ်တကယ်တကယ်အဲ့လိုလေးကြောက်စရာကောင်းတော့ကိုယ့်ကိုယ်ကိုလည်းအဲ့လိုလေးစက်သိမ်းထားပါဘာလို့လဲဆိုတာလေချက်ချင်းအဲ့လိုလေဘယ်လိုပြောရမလဲအကောင်လိုက်ကြီးအဲ့လိုလေးတရဲကိုဝင်ပြီးတော့ wax ဆိုထည့်လိုက်တယ်လို့အဲ့လိုအဲ့လိုခံစားလိုက်ရတယ် ချေရလူကြီးမင်းနဲ့အားလုံးမင်္ဂလာပါခင်ဗျာအားလုံးကချစ်မြတ်လို့ရတဲ့ Cherry မြေလို့တင်စားခေါ်ရတဲ့တောင်ကြီးမြို့မှာဆိုလို့ရှိရင်လာမယ့်ဒီဇင်ဘာလ၂ရက်နေ့ရက်နေပြီးတော့၅ရက်နေ့အထိ SP ချန်ကြောင်မြတ်လက်ဝတ်ရတနာရောင်းချပွဲကြီးကိုကြီးကျယ်ခမ်းနားဆောင်နဲ့ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်ခင်ဗျာအရောင်းပြပွဲကိုတော့တောင်ကြီးမြို့ရဲ့ Jasmine Hotel မှာဒီဇင်ဘာလ၃ရက်နေ့ရက်နေပြီးတော့၅ရက်နေ့အထိ၃ရက်တိုင်တိုင်းမနက်၉နာရီကနေပြီးတော့ညနေ၅နာရီအထိကျင်းပတော့မှာဖြစ်ပြီးတော့အနုပညာရှင်ပေါင်းများစွာနဲ့ဖျော်ဖြေအစီအစဉ်လေးကိုတော့ဒီဇင်ဘာလ၂ရက်နေ့ရက်နေပြီးတော့၃ရက်နေ့အထိ City Square Area မှာ၂ရက်တိုင်တိုင်း ်ကျင်းပသွားမှာဖြစ်ပါရယ်ခင်ဗျာအားကြောင့်မလို့အခြေရလူချင်းမနေအားလုံးလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါရယ်ခင်ဗျာ아ကောင်းဆုံးတော့ရှင်ပြိုင်ခဲ့ပါတယ်ကောင်းဆုံးတော့လုပ်ခဲ့ပါတယ်အာအတိုင်းနေရလည်းအများကြီးကူညီပါတယ်အထူးသဖြင့်မိုင်းဆိုးပေါ်ဒီကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါတိုင်းနေရနောက်ထပ်တစ်ခုစိတ်ကြိုက်လုပ်ခိုင်းတဲ့အချိန်မှာပေါ့နော်ဒါအာသူ့အကြောင်းမူမူရခဲ့တာပေါ့ပို့ပြီးတော့လုံနိုင်ခဲ့တယ်လို့ထင်ပါတယ် ဒီပြိုင်ပွဲကတော့ဒါ Facebook မှာတော့ viral ဖြစ်နေတာရဲအများကြီးလို့เนาะ post တွေရောတက်လာတယ်ဗျာညာဆိုပြီးရင်သူ့ရဲ့ဘယ်လိုပြောမလဲ in house talent ခေါ်တာဟို train ပုံလေးကိုသဘောကျလို့အဓိကအဲ့လိုအများကြီးတင်မေးရဲ့ဒါဒါသူတင်မေးရဲ့ဆိုတော့ဒီ entertainment တင်မေးရဲ့အရာတွေကလည်းကျွန်တော်တို့ဒါအာ actor တွေမှာမရှိမရှိမဖြစ်ဆိုတာတက်တင်ထားတတတတထားတဲ့နယ်ပေါ့နော်တတထားတဲ့နယ်ပညာရေးဆိုတော့အဲ့လိုမျိုးလေး framing မှာဆိုတာအများကြီးစိတ်ဝင်စားတယ် ဟုတ်တယ်ကိုလူတွေအများကြီးပြန်တွေ့ရလို့ရွှေကြော်ကလူတွေဆိုဘယ်လိုပြောရမလဲအပြင်မှာချိန်ချိန်စုံမှုချိန်ရင်တော့မှာစုံစုံပြန်မှစုံမှာဒီမှာလာစုံမှာပျော်လဲပျော်ရပါတယ်လို့ဒဲရွှေရွှေကြော်ပြန် feeling ကတကယ်ပြန်ရအဲ့လိုလူတွေအများအများကြီးနဲ့ဆိုတော့လေဘယ်လိုမျိုးဆိုတော့မနိုင်ပြောရရင်တော့ကျွန်တော်ကတော့ဘယ်ရာလှုပ်လှုပ်တော့ကိုယ့်ကိုဘယ်တော့မှအားမရအားမရတဲ့နေရာမှာပါတယ်။အဒီနေ့ဆိုလည်းအာအားရရခဲ့တာမျိုးတော့မဟုတ်ဘူး။ကျေနပ်တယ်တလတ်တလောက်ပဲပေါ့။အဲ့လိုအဲ့လိုမျိုးပေါ့။ ကျင်းနေပါတယ်ပေါ့ပြောပြောတာပေါ့ဝမ်းသာတာပေါ့ဒါကိုလိုမျိုးရွှေကြိုတော့ vision နဲ့အခု vision နဲ့ဟိုအဲ့လိုမျိုးလေး꿰ပြီးတော့မြင်တယ်ပို့ပြီးတော့လဲဒါ improve ဖြစ်လာတယ်လို့ feedback ပေးရတဲ့အတွက်ကိုရဲ့လေးလည်းကျေးဇူးများတင်ပါတယ်ဒါတော့ဘာတွေတင်းဆောင်ပြသွားလဲဆိုတော့အပဒမတကူကတော့ကျွန်တော်စဉ်းစားထားတဲ့ဟာတော့ဒါဟိုပါပြောမယ်ဆိုရင်အာဒါဘယ်လိုပြောမလဲကောင်လေးရသူက အတကြီးရပေါ့ချစ်ရေးမှာလို့အတကြီးပြီးတော့သူချစ်တဲ့သူကိုဘသူမှမရစေချင်သူ့နာမှာပဲထားစေချင်တာလို့အတ္တမဏီသုံးတာကြိုက်တာတော့မဟုတ်ဘူးကျွန်တော်ရဲ့ deck site တဲမှာလည်းအဲ့လိုစိတ်လေးရှိမယ်ထင်လို့ဟုတ်ကုန်ပြီအဲ့လိုမျိုးစမမြန်သူမမြန်အာကဲပြန်လာလိုက်တိုင်းပဲလားဟုတ်ပါဘူးအင်းဓမ္မ အာဘာလို့မှမသိစဉ်းစားမရတော့ဖြစ်သွားတယ်စဉ်းစားမရဖြစ်သွားတဲ့အချိန်မှာဒါမိဘနဲ့ပတ်သက်တာလေးတခုခုလုပ်မယ်ဆိုပြီးတော့ခေါင်းထဲမှာသူကသူအဲ့လိုစီနီယာကြပေါ်လာတဲ့ dialogue တွေကိုပြောလိုက်တာပေါ့ပြောလိုက်တဲ့အချိန်မှာဒါတိုင်းနေထဲမှာလည်းကြည်ရကြည်ရပေါ့ကျွန်တော်ပထမအာတခုလောက်တော့လည်းကင်မရာမကြည့်လိုက်ဘူးဒီဘက်ကိုလိုမျိုးအာ fake person အနေနဲ့အဲ့လိုမျိုးလေး acting လုပ်ခဲ့ရဆိုတော့ကင်မရာမကြည့်လိုက်ပြီးတော့ဆရာတွေကဒိုင်နေကကင်မရာတူတက်တက်ကြည့်ဆိုတော့အဲ့ဒါနဲ့ဒိုင်နေထဲမှာဘယ်သူကြည့်ရမလဲဆိုရှာလိုက်တဲ့ချိန်မှာအဲ့ဒါအားလုံးဒီလိုရဲလို့နေတာမေးလို့ခေါ်လိုက်ကြမိုင်းဆိုတာဟေးတာတဲ့အဲ့လိုမျိုးလေးအဲ့နဲ့သူနဲ့အဲ့လို chemistry မိမိလေးချိတ်မိသွားတာပေါ့ချိတ်မိရဲ့အချိန်မှာလေတော်တော်လေးလည်းအဲ့လိုမူးကြခဲ့ရပေါ့နော်အဲ့လိုပြောပြလိုက်မယ်လို့မထင်တာဟုတ်လေအဲ့လိုမျိုးလေး ပြောပြတဲ့ချိန်မှာလေတကယ်တကယ်တကယ်အဲ့လိုလေကြောက်စရာကောင်းတော့ကိုယ့်ကိုယ်ကိုယ်လည်းအဲ့လိုလေချက်သိမ်းထားပါဘာလို့လဲဆိုတော့လေချက်ချင်းအဲ့လိုလေဘယ်လိုပြောရမလဲအကောင်လိုက်ကြီးအဲ့လိုလေတရေကိုဝင်ပြီးတော့ vax ဆိုထည့်လိုက်တယ်လို့ဆိုတော့အဲ့လိုအဲ့လိုခံစားလိုက်ရတယ်နည်းနည်းတော့ကြောင်တော့ကြောင်ပါတော့ဒါပေမဲ့ကိုကစင်မမ acting လုပ်နေရဖြစ်တဲ့အတွက်ကိုဆက်လုပ်လိုက်တာ ဒါကြီးလောက်ကတ်တော့ရပါဘောဘောဟောမှာ तू တခါမှမနိုင်ငယ်တမယ်အဲ့နေရနိုင်ငယ်ရပါ तू ကြည့်မယ်ဆိုဟုတ်တယ်မနေ့ကတိုင်းဖြေသွားတော့လည်းဒါတော့မစုံညံမဲနဲ့ရုတ်တရက်တည်းရပါဟုတ်တယ်တကယ်တော့လေမတူစားပွင့်တော့ဘတ်ကြမှာဆိုတော့အော်โอเคရပေါ့မတူစားပွင့်တော့ဘတ်ကြဒါကြီးနဲ့မကြပါပြလေပြီးတော့မဟုတ်ဘူးလေညီလေးကဒီဘက်ကိုဝင်လိုက်တော့နော်တဲ့ဟိုကအကို rush ဖြစ်သွားလို့ဆိုရင်ဟင်းဆိုရအဲ့လိုလိုရလေအဲ့လိုအဲ့လိုယူမင်းချားလေဟုတ်မယ်လေတမားလေ တိုင်ပြောတာနေပါပေါ့ငါဘက်ကိုပို့လိုက်ငါဘက်ပို့လိုက်နေတခါတွေ့ရောရင်တုံနေရပေါ့ရင်တုံနေရောအဲ့ဟာချက်ချင်းမလုံနိုင်နေခဏစိတ်ကိုဖြေလျှော့ဖြေလျှော့ပြီးတော့မှအိုက်တင်လောက်ပါပါအိုက်တင်လောက်တော့လည်းမကြည့်ဘူးအဲ့လိုမကြည့်ဘူးဒါရုပ်မကြည့်ဘူးကြောက်တာတဲ့အဲ့လိုဆက်ဆက်တာမျိုးဆက်တာမျိုးအဲ့လိုလေကြောက်တာမျိုးတော့မဟုတ်ဘူးအဲ့လိုဆက်ပြီးတော့လေအဲ့ဟာမျိုးဆိုပို့ပြီးတော့အဲ့လိုချိန်မကန်မိလက်မကန်မိအရန်ဖြစ်တယ်အဲ့ဒါကြောင့်အဲ့ကြောင့် shooting နေဆိုလဲတော်ရုံတိုင်အောင်ဘယ်သူမှမခေါ်ဘူးဆိုတာအဲ့ဒါလေးပါအဲ့လို ကိုလောက်တာကိုကြည်နေမလားဆိုတော့စိတ်ကြီးရတယ်အဆင်မပြေဘူးလောက်လောက်တော့အဲ့လိုမျိုးဆိုအာကျေးဇူးများတင်ပါတယ်ကျွန်တော်ဒါအရင်ကျွန်တော်ဒီလူပညာလောကတွေကိုစဝင်လာပြီးတော့သမင်းရှိလေးနဲ့လုံးနေရောဒါရွှေချိုဖြစ်သွားပြီးရနောက်ပိုင်းမှာဒါအများကြီးချစ်ပြီးအများကြီးအာအပေးကြတဲ့သူတွေအကုန်လုံးကိုကျွန်တော်တကယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်လည်းအားလုံးကိုအာချစ်ပါတယ်အာပြီးွားရင်ကျွန်တော်လည်းဒါ ပြောရမယ်ဆိုရင်ရွှေချိုပြီးကြရလဲကျွန်တော်မပြည့်ရလုပ်ငန်းလေးတွေကျွန်တော်ဒါဖြည်းဖြည်းမှန်မှန်နဲ့ကျွန်တော်စွမ်းရှိလောက်ကြိုးစားနေရဖြစ်တဲ့အတွက်ကိုဒါ on on screen မှာရောက်လို့ရှိရင်လည်းဒါအားလုံးပဲအာဂီယူတဆိုင်နဲ့တေးချာလေးအာဝေဖန်အားပေးကြဖို့ကျွန်တော်မေတ္တာရက်ခံချက်ပါအားလုံးကျေးဇူးများပါ